မင်္ဂလာပါဒီနေ့ကတော့ဒါဂျပန်ပြည်မှာအလွန်နာမည်ကြီးတဲ့ဂျပန်ရိုးရာလက်နက်သမီးပုံမြင်လေးကို ပြောပြမှာ ဖြစ်ပါတယ်တခါတော့ကဂျပန်ပြည်မှာအဖိုးကြီးဖွားကြီးလင်မယားနှစ်ဦးရှိတယ်အဖိုးကြီးကတောထဲကိုအမြဲတမ်းတစ်ခုတ်ဝါခုတ်သွားနေကြတနေ့ကျတော့အဲ့ဒီအဖိုးကြီးဖွားကြီးလင်မယားဟာတောထဲကိုတစ်ခုတ်ဝါခုတ်ဖို့အတွက်အဖိုးကြီးကသွားတဲ့အခါမှာအဖွားကြီးကဘလို့မလိုက်လဲဆိုတော့ဟိုဖိုးကြီးရဲ့ကျမတို့ကသားသမီးမရတာလဲ ဒါတော့အရွယ်ထိရောက်လာပြီဒါကြောင့်တောဆောင်နဲ့တောင်ဆောင်နဲ့တို့ဆူတောင်းစမ်းမှာသာသမီလေးကျမတို့မသိမိသားသမီးရအောင်လို့ပေါ့နော်ဒီလိုဆုတောင်းခိုင်းတယ်။အဖိုးကြီးကလည်းအဖွားကြီးပြောတဲ့အချိန်ပဲတောဆောင်နဲ့တောင်ဆောင်နဲ့တို့ဆုတောင်းပြီးတော့ဝါခုတ်တဲ့အခါမှာဒီဝါဝင်နေကြားထဲမှာကလေးလေးတူဦးကိုတွေ့တယ်။အဲ့ကလေးလေးကမိန်းကလေးပေါ့နော်။ထူးဆန်းထူးဆန်းတာကအဲ့ဒီဝါဝင်နေကြားထဲမှာအဲ့ဒီမိန်းကလေးကကိုယောင်ကိုဝါအလွန်တောက်ပါအလင်းကြီးလက်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 ဖြစ်တော့အဖိုးကြီးကသွားကြည့်တဲ့အခါမှာ အဲ့တော့ကလေးငယ်လေးတူဦးတူတာဟာဒီနေ့ကတော့အင်းကရှင်မပြောတဲ့အတိုင်းပဲဒါတောင်းဆောင်နဲ့တောင်းဆောင်နဲ့တရားဒုက္ခကိုဝေးစားဖို့ပေးတယ်သမီးလေးဖြစ်မယ်အစင်းကလည်းလှလိုက်တာကိုယောင်ကိုဝါကလည်းတောက်ပလိုက်တာဆိုအိမ်ခေါ်သွားတေချာပြုစုပြုထောင်အဲ့သမီးလေးဟာကိုယောင်ကိုဝါအလွန်တောက်ပရုပ်ကလေးကလည်းအလွန်ချောမောထူးခြားတဲ့အချက်ကတော့အဲ့ဒီသေးသေးလေးအရွယ်ကနေတနှစ်လောက်အတွင်းမှာချက်ချင်းပဲနဲ့ဆက်ခွန်ဆက်ရှိရွယ်လောက်ဖြစ်သွားတယ်ပုံမြင်ထဲမှာတော့အလွန်ချောမောတဲ့ဆက်ခွန်ဆက်ရှိရွယ်မင်းသမီးလေးဖြစ်သွားတာပါ ဆိုတော့အဖိုးကြီးအဖွားကြီးကအလွန်ထူးဆန်းတော့ဒါလူသားစင်စစ်မဟုတ်တော့ဘူးဆိုတော့သူတို့ကတိရတဲ့သူတို့သမီးလေးကိုတေးတေးချာချာဘယ်သူမှအတွေ့မခံမဲနဲ့အိမ်ထဲမှာပြိုးထောင်တာအဲ့လိုပြိုးထောင်နိုင်မှုလေဒီသမီးလေးရတဲ့နေရာနေစပြီးတော့အဖိုးကြီးအဖွားကြီးကတော်တဲ့သွားတဲ့အခါမှာရွှေတူရွှေစတွေကောက်ရလိုက်နော်ကြောင်မြတ်ရတနာတွေကောက်ရလိုက်နဲ့သူတို့ကတနေ့တစ်ချာစီးပွားတက်လာပြီးတော့မှဟိုတထိန်လင်မယားဖြစ်သွားတာပေါ့နော်တထိန်လင်မယားဖြစ်တဲ့ကြံသူသမီးတို့သူသမီးလေးကိုဘယ်သူမှအတွေ့မခံဘူးသူတို့ကိုယ်တိုင်တေးချာအခန်းထဲမှာ တိတ်တိတ်ချာချာလူတွေ့မခံမနဲ့စနေတကြပြုစုပြုထောင်တာဒါပေမဲ့အဲ့သမီးလေးရဲ့ဂုံတရင်ပေါ့လူရဲ့ဂုံတရင်ဆိုတာဖုံးပြလို့မရဆိုတော့ဂုံတရင်ကအတိုင်းတိုင်းပြည်ပြည်ကိုကြော်ကြားသွားတဲ့အခါမှာအတိုင်းတိုင်းပြည်ပြည်ကမင်းကြီးမင်းသားတွေနော်ဒီတထေးတကြွယ်တွေကဒီသမီးတော်လေးကိုပို့ပန့်ဖို့ပေါ့သူတို့သမီးလေးကိုပို့ပန့်ဖို့အတွက်အလွန်ချောမောလှပတဲ့မင်းသမီးလေးကိုပို့ပန့်ဖို့အတွက်လာကြတယ်ဒါပေမဲ့သူတို့ခမရမှာအဲ့ဒီလနဲ့သမီးလေးပေါ့နော်ဒီမင်းသမီးလေးနဲ့တွေ့ဖို့မတွေ့ရအဲ့ဒီအဲထဲမှာမှမင်းသားလေးဒီ မင်းသားတဦးပေါ့နော်ဒီအတိုင်းတိုင်းပြည်ပြည်ကမင်းသားတဦးကတော့တော်တော်သူကဇွဲနေပင်းနဲ့ဒီမင်းသမီးလေးကိုလာလာစောက်ဒါလည်းပဲမတွေ့ရအဲ့မင်းသားလေးကဘလောက်ထိစောက်နေဆို9နှစ်9မုံတော့3နှစ်3မုံမဟုတ်9နှစ်9မုံတိုင်တိုင်စောက်မိုးရွာလဲဆောင်နေနေပူလဲဆောင်နေလာလာပြီးဆောင်တာပေါ့တနေ့ကိုနှစ်ခေါက်သုံးခေါက်လာလာဆောင်တာအဖိုးကြီးကကြာတော့ဂရုဏာတက်လာခေါ်ပြီးတော့ပြောတယ်တမီးတော်နဲ့အတွေ့ခံမှုဆိုတာတမီးတော်ဟာငါ့ရဲ့တမီးအရင်မဟုတ်ဘူးတမီးလေးဟာဒါကြောင့် तू စိတ်မပါဘဲနဲ့ तू ခွင့်မပြုဘဲနဲ့တွေ့ပြီးလို့မရအောင်မင်းရဲ့ဇွဲလုံးလောက်တော့ဖိုးကကုချင်းစာပါတယ်လို့ပြောတဲ့အခါဖိုးရဲ့လုတ်ပါပြောပေးပါအောင်လို့ကျွန်တော်ကတကယ်ကိုမေတ္တာစင်းနဲ့တတ်ဝင်တာပါပြောတဲ့အခါမှာအဖိုးကြီးကလက်နဲ့သမီးလေးကိုမင်းသမီးလေးကိုသွားပြောမင်းသမီးလေးကိုဘလို့သွားပြောလဲဆိုတော့သမီးတော့သမီးလေးဒီတငယ်ကတော့ဖြစ်ရင်တော်တော်လေးဇွဲလုံးလားရှိတယ်အသူအတွေ့ခံလိုက်ပါလားအဖေမရှိတော့တဲ့အချိန်မှာသမီးလေးကိုလူလောကမှာအဖေတယောက်တည်းစိတ်မချဘူးဒါလို့ပြောတဲ့အခါမှာ မင်းသမီးလေးကတမီးတော့အတွေ့မခံကျင်ဘူးဒါပေမဲ့သူ့အဖေကသူ့ရဲ့ကျေးဇူးရှင်ဖြစ်တော့သူ့အဖေပြောတာကြောင့်မင်းသမီးလေးကဘယ်လိုပြောလဲဆိုတော့ဟုတ်ပြီဒါဆိုတမီးပြောမယ်သူ့ကိုတောင်သမုတ်တရားကိုသွားပြီးတော့နဂါမင်းရဲ့ခေါင်းပေါ်မှာရှိတဲ့ကြောက်မြတ်ရှင်ယရနာကိုရအောင်ယူခိုင်းအဲ့ဒါကိုရအောင်ယူနိုင်တမီး သူနဲ့တွေ့မယ်ဟာအဖိုးရအဲ့ဒီဇကားကြီးကိုဟိုကလေးကိုပြန်ပြောဖို့တော်တော်နဲ့ပြောမထုတ်ဒါကြီးကဖြစ်မှာမဖြစ်နိုင်တဲ့ကိစ္စကိုလူသားကိုသွားပြီးတော့နဂါမင်းရဲ့ခေါင်းပေါ်မှာရှိတဲ့ကြောက်မြတ်ရှင်ကိုယူပါဆိုတော့ဟိုကောင်လေးကိုသွားပြော ်အဲ့ဒါကကောင်လေးကလည်းရအောင်ကျွန်တော်ယူမယ်ဆိုပြီးထွက်သွားဒါပေမဲ့သူ့စိတ်ထဲမှာလည်းဒါဖြစ်မှာမဖြစ်နိုင်တာဒါပေမဲ့ဘာလုပ်လဲဆိုတော့အဲ့ကောင်လေးကသူက၃နှစ်လောက်လူမတွေ့တဲ့နေရာမှာသွားနေပြီးတော့မှ၃နှစ်လောက်ပြည့်တဲ့အချိန်မှာအဲ့တောင်သမုတ်တရားကရလာပါတယ်ဆိုတော့ကြောက်မျက်ရှင်အတူကြီးပေါ့လေနော်အတူကြီးကိုသူကတေးတေးချာချာအဲကြောက်မျက်ပညာရှင်တို့ပြင်ဆင်ခိုင်းပြီးတော့ယူလာတယ်အဲသူက၃နှစ်လောက်လူမတွေ့အောင်နေလိုက်ပြီးတော့မှယူလာပြီးတော့မှကဲတမီးတော်လေးတမီးနဲ့အဘရဲ့တမီးနဲ့ကျွန်တော်မျိုးပြေးတွေ့ပါဒါ ငကားမီးရဲ့ခေါင်းမှာရှိတဲ့ဗရံများဒီကြောက်မြတ်ရှင်ပဲလို့ပြောတဲ့အခါမှာအဲ့ဒါလေးကိုယူပြီးပြတဲ့အခါမှာတိတာပေါ့ဟိုမင်းသမီးလေးကဒါအတူကြီးမှန်းသိအဲ့တော့အတူကြီးကိုဘာလို့ယူလာရလဲလုံးဝအတွေ့မခံအဲ့ဒါလို့နဲ့မင်းသမီးလေးကိုစ조사တာဘယ်သူမှမရဘူးတနေ့ကျတော့အဲ့ဒီသတင်းကဟိုးနေပြည်တော်မှာရှိတဲ့ဘယင်မင်းမြတ်ရဲ့ရွှေနတော်ထီတော်ပေါက်ကြားတော့ဘယင်မင်းမြတ်ကိုယ်တိုင်လာဘယင်မင်းမြတ်ကိုယ်တိုင်လာလဲအတွေ့မခံဟာ ဘီရင်မင်းမြတ်ကအတွေ့ပခံတဲ့ခါကျတော့ဘီရင်မင်းမြတ်လည်းအဲ့နားမှာရစ်တီရစ်တီနဲ့တောကစားရင်တောကစားရင်နဲ့ဘီရင်မင်းမြတ်ကတနေ့ကျတော့စနီးနာခိုင်းတာပေါ့သူ့ရဲ့စစ်သူကြီးတို့ပြီးတော့ဒီမင်းသမီးလေးရှိတဲ့အဆောင်ကိုသူကဖောက်ထွင်းပြီးရောက်ရအောင်ဝင်တယ်ဘီရင်မဲသူလုံနိုင်တော့မင်းသမီးလေးကိုတွေ့တဲ့အခါမှာဟာအလွန်ချောမောလှပါတော့ဘီမီကအလွန်သဘောကျပြီးတော့ချက်ချင်းလက်ကိုဆွဲပြီးတော့နန်းတော့လိုက်ခရရမယ်ကွာမင်းသမီးလေးကလည်းအကြောက်ကန်ချင်းတာမလိုက်ပါအဲ့တော့အတင်းခေါင်းခေါင်းနဲ့မင်းသမီးလေးရဲ့ပုံကြီးဟာတဖြည်းဖြည်းမင်းမိန်လာမင်းမိန်လာမင်းမဘီမီမြန်လန့်သွားတယ် မင်းသမီးလေးကပြောကျမကိုအတ္တမနန်းတော်ကိုခေါ်ဆောင်မယ်ဆိုကျမအခုပဲပျောက်ကွယ်သွားလိမ့်မယ်နော်။အာဘယ်မြဲချက်ချင်းသူချစ်တာကိုချက်ချင်းလက်ကိုလှုပ်လိုက်တာ။မခေါ်သွားတော့ဟိုပျောက်တော့မပျောက်ကွယ်သွားပါနဲ့။မင်းသမီးအလိုမရှိဘူးဆိုရင်ကျွန်တော်မခေါ်သွားပါဘူး။ကျွန်နန်းတော်ဘီမင်းမြတ်ကပြန်သွားတယ်။အဲ့ဒါလို့နဲ့နေလာရင်နေလာရင်နဲ့တနေ့ကျတော့မင်းသမီးလေးဟာအရင်တော့ကိုယောင်ကိုဝါတောက်ပါတာနဲ့ကိုယောင်ကိုဝါတဖြည်းဖြည်းမှိန်လာတာကိုအဖိုးကြီးကတွေ့။သမီးဘာဖြစ်တာလဲသမီးတော်ဘာဖြစ်တာလဲလို့မေးတဲ့အခါမှာမင်းသမီးလေးကပြောတယ် ကျမဟာလူသားစစ်စစ်မဟုတ်ဘူးဒါအဖေတို့သိတယ်ကျမကလနဲ့လနဲ့လနဲ့မင်းကြီးရဲ့တမီးတော်လနဲ့တမီးလေးဖြစ်တယ်။နောက်ပြီမှာပြစ်မှုတစ်ခုလုပ်တဲ့အတွက်လူပြီမှာခဏလာနေရတာမကြမီတမီးတော်ဟာဒီလနဲ့မင်းကြီးထံကိုပြန်ရတော့မယ်။အဲ့တော့လနဲ့မင်းကြီးကစစ်တီတွေလှုပ်ပြီးတော့တမီးတော်ခေါ်ခိုင်းတော့မယ်လို့ပြောတဲ့အခါမှာအဖိုးကြီးကသူ့တမီးကိုတန်ရုံးစင်ဖြစ်နေတော့လနဲ့မင်းထံပြန်မလွတ်ချင်ဘူး။အဲ့ဒါနဲ့ အဲ့ဒီတည်င်းကိုနေပြည်တော်ကိုအကြောင်းကြားခဲ့တော့ဘုရင်မြတ်ကတိတ်တဲ့အခါမှာစစ်သူသူ့ရဲ့စစ်တီလွတ်လိုက်တယ်မင်းသမီးလေးတို့အိမ်ကအိမ်ခေါင်မိုးပေါ်တွေမြေမြေပြင်တွေမှာတိတ်ချအဆောင်ချထားပြီးတော့လာခေါ်မဲ့နေ့မှာစောက်တနေ့လုံးပဲလာနဲ့စစ်တီတွေမှာမလာတဲ့အခါကျတော့ပျော်သွားတော့ပေါ့မလာတော့ဘူးပေါ့နော်အဲ့တော့ည9နာရီ10နာရီလောက်ရောက်တဲ့အခါမှာတခါလေလာလာဒီလာမင်းဆီကနေပြီးတော့လာနဲ့သားတွေလာနဲ့စစ်တီတွေပေါ့အောက်ကိုထိုးဆင်းလာပြီးတော့မင်းသမီးလေးကိုခေါ်ကြခေါ်ဆောင်တယ်ဒီကလူကြီးကစစ်တီတွေဘာမှမတက်နိုင်ဘူး စစ်တီတွေကဘာပြောလဲဆိုတော့ဒါကလာနဲ့မင်းကြီးသမီးတော်ဖြစ်တယ်လာနဲ့မင်းကြီးထံကိုပြန်ပြီးအခါစားဝင်မို့အချိန်တန်ပြီဆိုတော့မင်းသမီးလေးကဘလို့မှမတက်နိုင်တော့မင်းသမီးလေးကပြန်ငန်းနီးမှာဘယင်မင်းမြတ်ကိုတော့သူကတန်ရောစင်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုအတ္တမမခေါ်ဆောင်သွားတဲ့အတွက်ဘယင်မင်းမြတ်ကိုသူကတန်ရောစင်ရှိတယ်ဘယင်မင်းမြတ်အတွက်သူ့ရဲ့နှက်ရည်စင်ပေါ့နှက်ရည်စင်ဘူးလေးကိုပေးခဲ့ပြီဒါအောင်ဘယင်မင်းမြတ်ထံဆက်သလိုက်ပါလာနဲ့သားတွေကတော့ဘာပြောလဲဆိုတော့လာနဲ့စစ်တီတွေကကျွန်တို့တို့ရဲ့လာဒီ မင်းသမီးလေးကိုအခုလိုပြုစုစောင့်ရှောက်ထားတဲ့အတွက်အဖိုးကြီးနဲ့အဖွားကြီးကိုလည်းကျေးဇူးတင်တဲ့အနေနဲ့ကြောက်မြတ်ရတနာတွေချီးမြှင့်ခဲ့တာအဲ့ဒီနတ်ရည်စင်ကိုအဖိုးကြီးကသွားပြီးတော့ဘင်းမင်းမြတ်ထံဆက်သတဲ့အခါဘင်းမင်းမြတ်ကလာနတ်သမီးလေးဆိုတော့ကြောက်သွားတာပေါ့နော်လန့်တော့ဟာလာနတ်သမီးဆိုတော့ဒါနည်းနည်းရမှာဘူးငါလာနတ်သမီးကိုသွားပြစ်မှားမိပြီဆိုကြောက်ပြီးတော့အဲ့ဒီရည်စင်လေးကိုဖူဂျီတောင်ကြီးမှာသွားပြီးတော့တွန်းလိုက်တယ်အဲ့ဒါဆိုတွန်းလိုက်တဲ့အချိန်မှာအဲ့ဒီအချိန်ကစပြီးတော့ဖူဂျီတောင်ကြီးကပေါ့မိခိုးတွေเนาะကျွန်တော်တို့ဒီ ဒီအပေါ်ကိုတက်ပြီးတော့မှဖူဂျီတောင်ကြီးကမိတောင်ကြီးဖြစ်သွားတဲ့ပေါ်လေเนาะဒီဟာကိုသူကဒန်နာကြီးမှပြောပါတယ်ဆိုတော့ကျွန်တော်တို့ဒီလက်နဲ့သမီးပုံမြင်လေးကနေ lesson study အနေနဲ့ဘာရရှိလဲဆိုတော့ number 1အချက်ကကျွန်တော်တို့ဘဝမှာစစ်မှန်မှုဒီအလွန်အရေးကြီးတယ်เนาะစစ်မှန်မှုဒီ authenticity ဒီအလွန်အရေးကြီးတယ်အဲ့တော့ခုနမင်းသမီးလေးကိုပိုးပန်းခဲ့တဲ့မင်းသားလေးတူရှိခဲ့တယ်ပုံမြင်ထဲမှာမှတ်မိမှထင်เนาะဒါပေမဲ့ तू ကကြောက်မြတ်အတုကိုတွားပြီးဆက်တလိုက်တဲ့အခါမှာ သူနဲ့သူ့ရဲ့ဇွဲလုံးလာဝိရိယကောင်းပေမဲ့စစ်မှန်တဲ့စစ်မှန်မှုကိုမရှိတဲ့အခါမှာသူအောင်မြင်မှုမရဘူးဇွဲလုံးလာဝိရိယကိုကျွန်တော်တို့ကချီးကျူးဖို့အကောင်းတယ်သူများနဲ့မတူတဲ့ဇွဲလုံးလာဝိရိယရှိတဲ့အတွက်အဖိုးကြီးကသူ့သူများနဲ့မတူတဲ့အခွင့်အလမ်းပေးတယ်ဒါမှမဟုတ်စစ်မှန်စွာမကြိုးစားတဲ့အတွက်သူအောင်မြင်မှုမရဘူးဘီရင်မင်းမြတ်ကကြတော့မင်းသမီးလေးကိုအမိန်အာဏာနဲ့ခေါ်ယူလို့ရတဲ့တိုင်အောင်တစ်ဖက်သားကိုလေးစားတယ်ရက်စပက်ရှိတစ်ဖက်သားကိုလေးစားတဲ့အတွက်မင်းသမီးလေးရဲ့ တန်ရောစဉ်တရားအချစ်တို့မဆိုလို့နော်တန်ရောစဉ်တရားကို तू ရရှိဒါကြောင့်ဘဝမှာအောင်မြင်ဖို့ဆိုတာနံပါတ်1ဇွဲလုံးလောက်ဝိရိယရှိဖို့လိုတယ်ကျွန်တော်တို့ကဇွဲလုံးလောက်ဝိရိယနဲ့ကြိုးစားရတယ်ဘာလို့မအောင်မြင်သလဲမစစ်မှန်သေးလို့မအောင်မြင်သေးတာဇွဲလုံးလောက်ဝိရိယရှိအောင်တစ်ခုတည်းနဲ့မရစစ်မှန်စွာကြိုးစားအထုတ်ဖို့လိုတယ်ကိုယ်လိုဘက်ပဲကြည့်လို့မရအောင်တစ်ဖက်သားကိုတစ်ဖက်သားရဲ့အကျိုးစီးပွားကိုစဉ်းစားတတ်ရင်အောင်မြင်မှုကိုရရှိနိုင်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြေအဝယုံကြည်ပါတယ် ော့တင်းနဲ့တက်ချင်တဲ့သူတွေကကျွန်တော်တစ်လကိုတင်းနဲ့တစ်မျိုးပဲဖွင့်တယ်အခု9လပိုင်းမှာကျွန်တော်တို့ဖွင့်မှာကတော့ကျွန်တော်ရဲ့ marketing တင်းနဲ့တစ်ခုဖြစ်တဲ့ certificate in modern marketing တင်းနဲ့ဖြစ်တယ်ဒီနေ့ခေတ်လောက်လူတွေကတင့်ကိုသတိပြုမိအောင်လုပ်ဖို့ခက်တဲ့ခေတ်ကဒီနေ့ခေတ်ပဲပြီးရင်တင့်ကိုသတိပြုမိပြီးသွားပြီဆိုရင်နှစ်ပေါင်းများစွာတင့်ရဲ့နာမည်တင့်ရဲ့စီးပွားရေးနာမည်တင့်ရဲ့လုပ်ငန်းကိုလူတွေတတတဖြစ်နေအောင်စောင့်ရနိုင်မှုက marketing ပညာဟာအလွန်ရေးကြီးပါတယ်ဒါကြောင့် marketing နဲ့ပတ်သက်ပြီးလေ့လာသင်ယူခြင်းတဲ့သူတွေအတွက်အခုလာမယ်ကျွန်တော်တို့9လပိုင်း ကျွန်တော်အွန်လိုင်းတင်တာ15ရက်နေ့မှာစမှာဖြစ်တယ်အင်ကာနဲ့နေစမှာဖြစ်တယ်နေ့စဉ် recorded video တွေတင်ပေးမယ်ကျွန်တော်တို့က zoom ကနေအပတ်စဉ်တနင်္လာနေ့တိုင်း live ကျွန်တော်နဲ့တွေ့ရမှာဖြစ်တယ် အဲ့ဒါတလတင်တန်းဖြစ်တယ်အပြင်လူတွေကတော့9လပိုင်း19ရက်နေ့နဲ့20ရက်နေ့မှာတောင်ဝင်းစင်တာ3လမှာရှိတယ်ကျွန်တော်ရဲ့ MLO တင်တန်းကြောင့်မှာ2ရက်အချိန်ပြည့်မနက်စင်နာရီကနေညနေ6နာရီတိ2ရက်အချိန်ပြည့်တက်ရောက်မှာဖြစ်တယ်ဒါကြောင့် marketing ပညာကိုလေ့လာပြီးအောင်မြင်မှုတိစောက်ချင်တဲ့သူတိုင်းနဲ့ modern marketing တင်တန်းမှာတွေ့ကြမယ်တင်တန်းတက်ချင်နာမည်ဖုန်းနံပါတ်ရောကွန်မန့်မှာမြင်နေ Messenger message မှာရေးရပြီးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ် online ကပထမဦးဆုံးအယောက်20အပြင်က online က